ားလုံးမင်္ဂလာပါ။ ကျွန်တော်တို့ဒီ39နှစ်ကဒီ39နှစ်ကကျွန်တော်တို့ဒီတပင်မဖမ်းမိလိုက်ဘူးပေါ့နော်နှစ်ကတ်ကိုထိုးရင်ကျွန်တော်တို့တပတ်တစ်ခွက်ကျွန်တော်တင်ပေးကန်နီကလွဲကြည့်ရင်အဲ့လိုလွဲတာကန်နီကလွဲကြည့်ရင်အဲ့လိုလွဲတာ ပြမယ်ကျွန်တော်ပြခဲ့ဘူးလေ YouTube channel ဒီမှာ share ရှာကြည့်ဒီဘက်လည်းပြတယ်ကျွန်တော်အဖုံဝင်ကောင်းတယ်မှာလဲတိုင်းလေးပေါ့ဘာလို့လဲဆိုတော့နှစ်ဦးမှာငါးခွန်လို့ခွာခဲ့တာနှစ်ကပ်ပဲရှိတယ်ဒီနေ့မှာကဏ္ဍပြစ်စင်တွေလည်းတူတာပေါ့ဗျာနော်နှစ်ဦးမှာဆိုတော့ဒီငါးခွန်လို့ခွာခဲ့တဲ့ line နှစ်ကပ်ပဲရှိတာအဲအဲ့ဒီနေ့ထပ်မဒီမှာတော့ငါးတစ်ခွန်နဲ့ဒဲလို့ပြောရတယ်ပေါ့နော်ငါးတစ်ခွန်နဲ့ဒဲတော့ကစားရတယ်ဒါပေမဲ့ ထားလိုက်တော့နှစ်ဦးမှသူဒီငါခွန်လို့တဲခွာတယ်ငါခွန်လို့တဲခွာတယ်ကလင်တန်မှာနှစ်ကပ်ပဲရှိတာအဲ့ဒါလို့သူဒီနှစ်ကပ်ပဲနှစ်ကပ်ပဲရှိတော့အဲ့ဒီနေ့ထဲမှာဒီနားမှာသူအခွေလေးတွေအများကြီးပေါ့ဗျာဒီကောင်ကနေတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်၇နှစ်၈နှစ်၉နှစ်၁၀နှစ်၁၁နှစ်၁၂နှစ်၁၃၁၄၁၅၁၅နှစ်မြောက်မှာကျွန်တော်ဒီမှာ669ဆိုပြီးထောင်ခဲ့ရေပေါ့နော်ကျွန်တော်ပြခဲ့ဘူးတယ်နော်အဲ့ဒီ line လေး အဲ့တော့ကျွန်တော်ဒီမှာလဲနှီးဦးမှာငါးခုံလို့ခွာပြီဆိုတာလဲတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်9နှစ်ရှိ90 70 72 73 74 55နှစ်မြောက်မှာ669လို့ထောင်ခဲ့တယ်669လို့ထိတ်စီးသုံးလုံးထောင်တယ်အဲ့လို ထောင်ပြီဆိုတာနဲ့ तू ကဟိုထူကြတဲ့ကဏ္ဍမျိုးလိုက်ထွက်တယ်နှစ်နှစ်တည်းက तू က အကွာဝေးမှာနှစ်အကွာဝေးတော်တော်မှာလာထွက်တယ်အဲ့ဒီပေးတာနဲ့နှစ်နှစ်တစ်ပတ်လည်းလိုက်ထွက်ပြီးတယ်သူအဲ့ဒါလိုမျိုးနှစ်ကက်နဲ့တွေးတာပေါ့နော်ဒါကတော့နှစ်ကက်နဲ့တွေးတာထူချားမှုရှိလို့ကျွန်တော်အဲ့ line ကိုပြရတာအဲ့ဒီ line လေးကိုကျွန်တော်ပြဘူးတာကခဏလေးကျွန်တော်ကလန်နာပြမယ် ပြခဲ့တော့ဘူးဆိုတော့ဒီလိုလေးပြခဲ့မှာပဲမမီရတီအဲ့ဒါလိုပြခဲ့ဘူးကနဲ့တပတ်တကွယ်ဖော်မွေးလို့ကျွန်တော်ပြောခဲ့တာကအဲ့ဒီလိုဒီမှာနှစ်ဦးမှာငါးခွန်းလို့ခွာတယ်ခွာတယ်ကလည်းအဲ့ဒီနှစ်ထဲမှာသူကဒီစီနီယံဒေးတကွယ်လိုက်ထွက်တာလေပေါ့နော်စီနီယံဒေးပေါ့နော်အဲ့ဒီလိုဒီမှာလေနှစ်ဦးမှာ၅ခွန်းလို့ဒီမှာခွာပြီဆိုတော့အဲ့ဒီနှစ်ထဲမှာစီနီယာတစ်ခွဲ့လိုက်ထွက်တာပေါ့ လိုက်ထွက်ပြီးတာ ਨੇ အဲ့ဒီစီနီယံကနားဟာအဲ့ဒီ669ထောင်နဲ့နောက်နှစ်ထဲမှာ तू ကအပေါ်လိုင်းမှာအကျဉ်းကြီးစော့တာပေါ့နော်ဒီလိုအကျဉ်းကြီး तू အပေါ်လိုင်းမှာ669ထောင်နဲ့နောက်နှစ်ထဲမှာအဲ့လိုစော့တာအဲ့တော့ကျွန်တော်ကဒီစီနီယံကနားကိုကျွန်တော်ဒီ669ဒီမှာ669လို့ဒီမှာထောင်တာဟုတ်ဟုတ်လား669လို့ဒီမှာသူထောင်ခဲ့တာထောင်တော့အဲ့ဒီနှစ်ထဲမှာဆိုတော့ဒီငါးခုလို့ခွာတာနဲ့ဆိုတော့ဒီအဲ့ဒီဒီမှာစီနီယာကဒီလိုမျိုးကြီးစင်ငယ်လိုက်ကိုဒဲထွက်တာ တဲလိုက်တယ်ဒါလည်းအဲ့ဒီကဏ္ဍကိုကျွန်တော်ကဒီ669ကိုထွက်တဲ့နောက်နေ့ထဲမှာဒီနေရာမှာကျွန်တော်တို့ share ဖန်ခဲ့ဘူးလေ။ပုံရတဲ့နေ့ကိုပုံရတဲ့နေ့ကို share ဖန်ခဲ့ဘူးလေ။သူ့အောက်မှာလည်းကျွန်တော်က140ဆိုပြီးလိုက်ခဲ့ဘူး။အဲ့ဒါ6ခု၄တွေ140တွေတောက်လျှောက်ပြခဲ့ဘူးလေမှပါကောင်းပါ။အဲ့ဒီအပတ်မှာဒီဟာကိုဒီ site ကိုမေ့နေတာမပြမေ့ဘူး။သူကလှည့်စားတာပဲကျွန်တော်အားလုံးကိုပြောခဲ့တယ်တပတ်တကွယ်ဖော်မွေးခြင်းရင်ကျွန်တော်ကဒီမှာအဲ့ဒီ ဒီမှာငါးခုလို့နှစ်ဦးခွာတဲ့နေ့ထဲမှာစီနီယာတကွက်ကဒီလိုကြီးစင်ငယ်လိုက်လိုက်ထွက်ပြီးရတယ်သူကတနေ့နှစ်နေ့3နှစ်4 5 6 9 10 11 12 13 14 15 15 16 16နှစ်မြောက်ကိုသူကဒီလိုမျိုးလိုက်ထွက်တယ်ပေါ့ဒီလိုလိုက်ထွက်တယ်အဲ့ဒါလို့ကျွန်တော်ကဒီလိုလိုက်ထွက်တယ်ဆိုပြီးတော့ဒီမှာ3ရက်တည်းနဲ့မှာကျွန်တော်ဒီနေ့မှာ okay တယ် ဒါပေမဲ့သူ၃ရက်တည်းနဲ့မပေးသွားတဲ့အတွက်မွေးကျင်တဲ့သူကဒီလိုနှစ်ကလိုင်းကိုကြိုက်လို့မွေးကျင်တဲ့လူကဒီနေရာမှာ၃ရက်တည်းနဲ့မထွက်ရင်ဒီသူ့ဘဝရှစ်ခွန်လေးကိုဒီအောက်ကိုထိုးရှစ်ခွန်လေးမမဟုတ်ရင်ဒီမှာတစ်တုံညာလေးကိုဒီမှာထိုးအဲတစ်တုံညာလေးမထွက်ခဲ့ဘူးဆိုနှစ်၃၉ကိုဒီမှာထိုးဆိုတဲ့ပုံစံမျိုးနဲ့တပတ်တကွယ်ခေါ်မွေးပုံစံနဲ့ကျွန်တော်ပြခဲ့ဘူးလေအဲ့ကြတော့သူကဘာလုပ်သွားလဲဆိုတော့မပြခဲ့မိတာကျွန်တော်လည်းနည်းနည်းအလုံးရှုံနေရလဲပါတယ်ဒီလိုင်းကိုပြတိမထားမိလိုက်တာ ဲ့တော့၄၅6လို့ဒဲထွက်တဲ့ဇောင်းဝကဏ္ဍကိုအဲ့ဒီလိုမျိုး16နှစ်မြောက်ကိုဒီလိုလိုင်းရိုက်တယ်။၄၅6လို့နှစ်ကပ်တင်တော့ကြောက်เสียကောင်းတယ်နော်။၄၅6လို့တဲတဲ့ကဏ္ဍကိုဒီလိုသူကအကြိမ်တိုင်းရိုက်ပြတာနှစ်ကပ်ထင်းနေပဲနော်။အဲ့ဒါဆိုရင်အဲ့လိုပုံစံမျိုးသူဆက်ပြီးမယ်ဆိုရင်ကျွန်တော်အဲ့လိုကပြောခဲ့တာကဘာနဲ့အဓိကအရင်ဆုံးပြောခဲ့လဲဆိုတော့မင်္ဂလာပါနော်တယောက်ချင်းစီတိုင်းမင်္ဂလာပါမောင်လာမင်္ဂလာပါ နက်ခတ်လှန်နေဆိုတာလေအထက်အောင်နက်ခတ်လှန်နေဆိုတာနက်ခတ်လှန်နေအဲ့ဒီ669ကိုလို့ထွက်တာနဲ့အထက်အောင်နက်ခတ်လှန်နေ669ကိုလို့ထွက်တာနဲ့ဆိုတော့ဒီမှာအထက်အောင်နက်ခတ်လှန်ခဲ့ရင်တကယ်လို့ဒီကနန်းရက်လှန်တာကလည်းဒီကနန်းကဒီ656ရဲ့တောင်းကကနန်းဒီလို အချိန်တိုက်ရက်ပြီးမှသူ့အောက်ကနန်းကိုနက်ခတ်လှန်တာ6နက်ခတ်9ခွန်နက်ခတ်3ရက်8နက်ခတ်10ဆိုပြီးရနက်ခတ်လှန်ခဲ့တာအဲ့ဒါဆိုရင်အခုလဲဒီမှာ656ရဲ့တောင်းကကနန်းအချိန်တိုက်ဒီလိုလှန်ရက်ပြီးတာနဲ့ ူအောက်မှာဒီ၃နှစ်ခါ၅ခုနှစ်ခါ၃နှစ်ခါဆိုရင်ငါကျွန်တော်တို့ကနော်၃နှစ်ခါဆိုရင်ငါ၆နှစ်ခါဆိုရင်၉နှစ်ခါဆိုရင်၆၂နှစ်ခါဆိုရင်၄၄၅၆ဒီဒီအတော့ပဲရှိတယ်။ဒီအတော့ပဲရှိတယ်။ဒီဒီ256ကို ဒဲ့တင်ထိုးအားတစ်ပေါက်ပဲရှိတယ်။ဒါမှမဟုတ်ရင်သူညံညံနဲ့နဲ့လှဲစားခဲ့ရင်သူ့ဒီအကျင့်ကြိုက်ကကနန်းကိုသူကထပ်ပြီးဆွဲချမလား။သူ့အောက်ကိုလိုက်တဲ့ကနန်းနော်။ဒီနှစ်ဦးမှာငါးခွန်ခွာတာကလန္နာနှစ်ဦးမှာနှစ်ကပ်ပဲရှိတယ်။အဲ့လိုခွာပြရင်15နှစ်မြောက်မှာ669လို့လိုက်ထောင်ပြီးတော့တင်းနှစ်နှစ်ပတ်လေလိုက်ထွက်တယ်။အဲ့တော့ဒီမှာနှစ်ဦးမှာ9ခွန်လို့ခွာပြီဆိုတာနဲ့သူရ15နှစ်ညောင်မှာ669လိုက်ထောင်းနေ669ကလည်းသူကချိတ်ဆက်ဆိုးတာပဲနှစ်ကပ်ပဲရှိတာ အဲ့ဒီ2ဦး9ခွန်ခွာတာကလည်းနှက်ကပ်ပဲရှိတာအရှိတယ်ဆိုတော့အဲ့ဒီနေ့တိုင်းပဲနှစ်နှစ်တစ်ပတ်လည်းလိုက်ထွက်တယ်လိုက်ထွက်ပြီးတဲ့သူ့ရဲ့နောက်နေ့ထဲမှာကျွန်တော်တို့ကအဲ့ဒီ9ခွန်ထောင်တဲ့နေ့ထဲမှာစီနီယာစီကြီးစင်ငယ်လိုက်ကိုလိုက်ထွက်တာတဲတကွယ်ရှိတယ်အဲ့ဒီကနန်းကို तू ကမရိုက်ဘူးဖုံဝေးပုံစံနဲ့နှက်ကပ်ကိုဒီလိုတက်ရိုက်သွားတယ်အခုချိန်ဆိုတော့၄၅၆ပဲနှစ်မျောလိုက်တာဗျာနော်၄၅၆ပဲတောင်းတော့ကနန်းဒါကကျွန်တော်အကြိုက်ကြီးကျွန်တော်မကြည့်မိလိုက်တာဒီလိုင်းကိုတတိမထားမိလိုက်တာ၄၅၆ပဲတောင်းတော့ကနန်းကိုအဲ့လိုမျိုးသူလှမ်းရိုက်ပြတာရိုက်ပြန်လဲသူ့ဘက်ကိုနှက်ခတ်ပဲလှမ်းမလား နှက်ခတ်လှမ်းသွားမလားတန်းပြီးတော့ဒါမှမဟုတ်ရင်ဟာဒီကနန်သူ့ရှင်းနေထဲကဒီလိုအကျဉ်းကိုက်ကနန်ကိုဆွဲချသွားခဲ့ရင်ငါးကိုသုံးရှိတယ်အကျဉ်းကိုက်ကိုဒီလိုဆွဲချရင်ကျွန်တော်တို့ကငါးကိုသုံးအားရှိတယ်ဒါကိုကိုကြိုက်တာရွေးထုံနော်ကျွန်ကျွန်တော်တို့ကဒါမှန်ပါတယ်မှာကျွန်တော်ရွေးပေးရမှာပဲဟုတ်လားငါးကိုသုံးအားတစ်ခွဲရှိတယ်ဒါမှမဟုတ်သေးဘူးဒီမှာနှက်ကတ်တည်းရနော်လောက်တဲ့နှက်ကတ်တည်းရကြောက်เสียကောင်းတယ်အဲ့ဒီတော့အယူဆများတယ်အယူဆတဲ့ရင်ချက်ပေါက်ကိုနှိစက်တယ်ဒီဟာပဲ ဒီကယူဆိုင်သူ့ဘက်ကိုလိုက်တယ်ဆို669လို့ထောင်းတယ်9ထိန်နဲ့ကဏ္ဍကိုထည့်လို့ဆိုရင်တော့669လို့ထောင်းတယ်ဒီ9ထိန်နဲ့ကဏ္ဍထည့်မယ်ဆိုရင်96နဲ့တကွယ်ရှိတယ်96နဲ့တကွယ်ရှိတယ်နော်ဒါသူလှည့်စားမဲ့အကွက်တွေကိုကျွန်တော်ရှင်းပြတာနော်စိတ်ဓာတ်ကိုရွေးထုတ်နော်အကုန်မထုံးနိုင်တဲ့လူပါအဲ့တော့ကျွန်တော်လည်းစဉ်းစားနေတော့မန်ပါကိုရွေးချင်နေတော့အဲ့တော့ ဲ့လိုမှမဟုတ်သေးဘူးဒီချောချောကိုလိုထောင်တဲ့ဒီခါခါထောင်တုံးလုံးကတုံညာကိုတစ်ဆိုရဲကဏ္ဍကိုအဲ့ကိုဒဲလိုက်တယ်ဆိုရင်အဲ့ဒီချောချောကိုလိုထောင်တဲ့ခါထောင်တုံးလုံး66 6တုံးလုံး6ထွင်ကဏ္ဍကလည်းအဲ့ဒီအောက်ကိုလိုက်တယ်ဆိုရင်ထွင်ကြိုက်တဲ့လူတွေကဒီမှာ6ထွင်ရှိနေ6ထွင်ရှိနေဟုတ်လားဒါမှမဟုတ်အကွက်ရွှေဆိုင်2000နဲ့ပြည့်စင်သေးတယ်ဆိုရင်လှလှပါပါရှိရဲ့အဲ့ဒီခုနှစ်နှစ်နောက်ပြန်သွားလိုက်တာလေဟောဒီမှာ90ဆိုတဲ့ကဏ္ဍဟာ ဲ့ဒီ669ထောင်နဲ့နှစ်ထဲမှာလိုက်ထွက်ထားတာအဲ့ဒီတနေ့နောက်နေ့ပြန်ပြီးတော့ဒီဖြစ်စဉ်ရဲ့အောက်ကိုလိုက်ထွက်ထားတယ်ဒီဖြစ်စဉ်ရဲ့အောက်ကိုလိုက်ထွက်ထားတယ်အဲ့ဆိုရင်ဟောဒီ596ရဲ့တောင်းအောင်ကဏ္ဍ68လို့ဒီလိုပို့ပြီးတာ ਨੇ သူ့အောက်ကိုလိုက်တဲ့ကဏ္ဍသူ့ရှင်းနေသေးရဟောဒီ3966ကဏ္ဍဖြစ်နေမလားအဲ့ဒီ660ကဏ္ဍဟာဟောဒီ656ရဲ့တောင်းဝကဏ္ဍအဲ့လိုအချိန်ကရိုက်ပြီးတာ ਨੇ သူကနေနောက်ကိုတနည်းနည်း3နည်း4နည်း5နည်း6နည်း9နည်းတွားတာ ਨੇ 3966ဆိုတဲ့ကဏ္ဍကအဲ့ဒီ669ကိုထောင်းတဲ့နှစ်ထဲမှာသူကလိုက်ထွက်တာ အဲ့ဒီကဏ္ဍကပဲဒီဖြစ်စဉ်ရဲ့အောက်ကိုကြာခဲ့မယ်ဆိုရင်ပုံညာ66ရှိရဲ့ဗျာနော်ကဏ္ဍလူကဏ္ဍဆိုရင်90ကြောက်ရတာဗော90အားကြောက်ရတာဗောနော်အဲ့တော့ကျွန်တော်ကတော့လောလောဆယ်မှန်ပါ우ရွေးချယ်နေတော့ဖြစ်တယ်56ကလည်းတအားကောင်းတယ်လှုပ်ချင်ရင်လှုပ်သွားတတ်တယ်နော်56ကလည်းအဲ့တော့ဒီထဲကနေမိတ်ဆွေတို့ကြိုက်တာမှန်ပါဝင်နိုင်တဲ့သူတွေကြိုက်တာ ွေးထူလို့ရပါတယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ကျွန်တော်ဒီနေ့ညလက်ရှိကိုအဆုံးသတ်ပါမယ်။နောက်ရက်ဒီကျွန်တော်ဖွင့်ပေးအောင်ပါဒီတိကောက်တော့ရရလောလောဆယ်တော့ကျွန်တော်ဒါကိုပဲချိန်ပြီးတော့စဉ်းစားနေတယ်။စဉ်းစားနေတာဖြစ်တဲ့အတွက်ကြောင့်အဖြေကောင်းကောင်းမထွက်သေးဘူးပေါ့နော်ဒီတိကသူခလဲစားနိုင်တဲ့အကွက်ဒီအဲ့တော့ line စဉ်းစားနေကိုကျွန်တော်ဗာလက်ဆောင်ပြောသွားမလို့ဒီလိုမျိုးဆိုရင်ဟုတ်ဒီလိုဖြစ်စဉ်ရ669နှစ်ကပ်ပဲရှိတယ်2ဦး9ကုန်နှစ်ကပ်ပဲရှိတယ်နောက်နေ့ထဲမှာသူထူးခြားမှုတွေက တပည့်ကျော်ပြန်ကြကစားကွယ်ရှိတယ်လို့လေးပည့်ကျော်ပြန်ကြကစားကွယ်လည်းရှိတယ်အဲ့တော့ဒီပြန်ကြကိုစွန့်မယ်ဆိုရင်သူကတပတ်မှနှစ်ကွက်ပဲအားထိုးရမှာဘာဖြစ်လို့လဲတပည့်ကျော်ပြန်ကြကနန်းရင်လေးပည့်ကျော်ပြန်ကြကနန်းရင်နှစ်ကက်တည်းကအဲ့လိုပဲတွေ့ရတယ်နော်တပည့်ကျော်ပြန်ကြကနန်းရင်လေးပည့်ကျော်ပြန်ကြကနန်းရင်ဒါမှမဟုတ်ဒီပည့်ဆိုရင်တပည့်ကျော်ပြန်ကြကနန်းအောင်ကောင်းတယ်ပြန်ကြဆိုင်ကိုကျွန်တော်ပြဖို့ရှိတယ် ကျွန်တော်ကပြီးခဲ့တဲ့အချိန်ကဒီမှာငါးကက်လိုင်းကိုဒီမှာခွန်9နောက်တွဲတဲ့ရှေးပေါင်းနှစ်နဲ့9နောက်ပိမှုကိုဒီကောင်ဗရိန်ငါးသုံးချက်ကြောင့်ကျွန်တော်ကဒါကိုခွဲထုတ်လိုက်ပြီးတော့ဒီနှစ်ကက်ကိုကျွန်တော်ကမဆီနီယံနှစ်ကက်ပြေးလွားနဲ့တွေးတာငါးပြီးတော့ခွန်ငါးခွန်9နဲ့ခွန်ခွန်9နှစ်ကက်ကိုတွေးတဲ့အချိန်မှာအဲ့ဒီထဲမှာသူက1 2 3 4 5 6ခွန်8 9 10 11 12 17 12မြောက်မှာပြန်ကြမပြန်မကြခင်သူက3နဲ့ဒဲခွာထားတယ်နော် ဲ့ဆိုရင်ကျွန်တော်ကဒီမှာသူက1234567891012နောက်ပြင်မြောက်မှာပြန်မကြခင်မှာသူ့အပေါ်မှာ3နှစ်ထဲခွာထားတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ကြည်ရပြန်ကြလိုက်တယ်။ဘာဖြစ်လို့လဲသူက3နှစ်ကိုကြိုကြသွားမလားလို့ခွာငားလို့လိုက်ခဲ့ရင်ဆိုတော့တဘော3နှစ်နဲ့စခွာခဲ့လို့သူကကိုပြန်ကြလိုက်ခဲ့တယ်။သူ့ပြင်မြောက်သူကအကျဉ်ကိုက်မှာသူကနှစ်ကက်တည်းကြောက်စရာကောင်းတယ်နော်အကျဉ်ကိုက်မှာလာပြီး3နှစ်ခွာတာ။အကျဉ်ကိုက်မှာလာပြီး3နှစ်ခွာတယ်သူကကိုပြန်ကြရှိတယ်။ အဲ့လိုပြန်ရရှိရဆိုရင်အဲ့ဒီ669လို့ထောင်းလာနဲ့339လို့ဒီလိုခွေတာကနှစ်ကပ်ပဲရှိတာကလန်နာမှာအဲ့ဒီအောက်ကကနားမယ်တပင်ကျော်ပြန်ချကစားပြင်မလားအဲ့ဆိုရင်ဒီမှာဒီ33 339လို့ဒီမှာဒီမှာပဲ669ထောင်းလာနေမှာပဲလာဖြစ်တာအဲ့ဒါကနှစ်ကပ်ပဲရှိတာကလန်နာမှာ339ခွေရသူ့ရဲ့အောက်ကဒီ39နဲ့ပြန်ချကစားပြင်မလားတပင်ကျော်အဲ့ကြောင့်မလို့တပင်ကျော်ပြန်ချရှိတယ်၄ပင်ကျော်ပြန်ချရှိတယ် နှစ်ကွက်ထဲကိုထိုးခြင်းတဲ့လူကသူကတပင်းနှစ်ပင်သုံးပင်လေးပင်လေးပင်ကျော်ဆိုရင်ဒီနှစ်နှစ်ခွင့်ရဲ့၃၅နှစ်ရဲ့ဒီအကြိမ်ထိုးရင်ပြန်ကြစနစ်နဲ့ထိုးရင်ဒီနှစ်ကွက်ကိုဦးစားပေးထိုးနှစ်နှစ်ခွင့်နဲ့၃၅နှစ်ကိုပြန်ကြဦးစားပေးထိုးကျန်တာကတော့ရည်ရမယ်ပေါ့နော်ဒါကတဘောတရားကိုကျွန်တော်ရှင်းပြတာနှစ်ကက်တည်းကကြောက်စရာကောင်းတယ်အခုတော့အကြိမ်ခိုက်စနစ်တွေသူကစားသွားတာ ဟုတ်လားဒီ၄၅6ရဲ့ဒဲရတောင်းအောင်ကောင်ကစားသွားတယ်ဆိုရင်အခု၄၅6ကမြင်သာသေးတယ်ဟောဒီမှာ၃၃6လို့ခွေတာကလင်နာမှာမမြင်သာဘူးဒါမျိုးကြတော့လူအကြိုက်နေစီတယ်နှစ်ကပ်ပဲနှစ်ကပ်ဆဲဆိုတော့အဲ့တော့ဒီ၃၃6ခွေတာကလင်နာမှာရှာကြည့်ပါနှစ်ကပ်ပဲရှိတယ်ဒီလိုခွေတာခွေတဲ့အောက်ကဒီ6ခု8ဆိုတဲ့ကနားကတပင်ကျော်ပြန်ကြဒီမှာ၃၃6လို့ခွေတဲ့အောက်က၃၅2ဟာအပြင်ကျော်ပြန်ကြဆိုရင်ဒီ၃၅2ကြီးလည်းကြောက်ရပါတယ်နော်အားလုံးပဲ မင်္ဂလာပါဗျဒီလောက်ပါပဲเนาะဒီနေ့ညနောက်ရက်ညမှာကျွန်တော် live show လေးလာအောင်မယ်เนาะ member ဝင်နေတဲ့လူကတော့ဒီဖုန်းနံပါတ်ကိုဆက်လို့ရတယ် Viber နံပါတ်လည်းပို့လို့ရတယ်ပေါ့เนาะချဲတစ်ပတ်စာဘူးမြန်မာပြည်ဆို1000ကျပ်ချဲသုံးပတ်စာဆိုရင်2000ကျပ်ပါเนาะထိုင်းရဆိုရင်ချဲတစ်ပတ်စာ100ချဲသုံးပတ်စာ200ပါအခုကြီးကနေနှစ်ကုန်ပြီနှစ်နှစ်ဝက်စာဆိုရင်ထိုင်းရနေဆိုဘတ်တထောင်ပါမြန်မာပြည်ကနေဆိုရင်၈000ပါနော်အားလုံးပဲမင်္ဂလာပါနော်